မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Unicoin နဲ့ပတ်သက်ပြီးတော့ပြောပြပေးခြင်းနေပေါ့เนาะဒီကောင်ကတော့ကျွန်တော်အရင်ဗီဒီယိုတင်ပြီးခဲ့တဲ့ First Miner လို့ပဲသူက test တွေနေနေလုပ်ပဲပြီးသွားလို့ရှိရင်သူရဲ့သတ်မှတ်တဲ့ coin ပြည့်သွားလို့ရှိရင်ကျွန်တော်တို့ထုတ်ရမှာပေါ့เนาะဒီတစ်ခုမှာတော့ကျွန်တော်တို့က USDT နဲ့ပဲထုတ်လို့ရမှာဖြစ်တယ်ပေါ့เนาะ BB20 နဲ့ထုတ်လို့ရတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒါလေးကိုဘယ်လိုလုပ်ရမလဲဆိုတာလေးကိုပြောပြပေးပါမယ်ဒီ link ကိုဝင်ပြီးလောရမယ့်ဟာကိုကျွန်တော်ရဲ့ description မှာလည်းထည့်ပေးထားမယ်ပြီးတော့ရင်ကျွန်တော်ရဲ့ Telegram group ထဲမှာလည်းထည့်ပေးထားပါမယ် ဒါဆိုရင်အရင်ဆုံးကျွန်တော်တို့လင့်နေကိုဝင်ပြီးတော့မှအရင်ဆုံးဆောင်မျက်နှာကိုသွားလိုက်မယ်ပေါ့နော်။ ဒီစာမျက်နှာကိုရောက်သွားပြီဆိုရင်တော့အရင်ဆုံးကျွန်တော်တို့ကဒီတက်လို့ပေါ့နော်ဒီမြင်းကောင်းလေးကိုတက်နှိပ်ပေးလိုက်လို့ရှိရင်အဲကျွန်တော်တို့ဒါအမှတ်လေးတွေအပေါ်မှာတိုးသွားမယ်ပေါ့နော်ကျွန်တော်တို့ free ဆိုလို့ရှိရင်တော့တစ်တုံညာနေရပေါ့နော်1900 UC ကိုကျွန်တော်တို့တနေ့ကိုတစ်ချိန်ယူလို့ရမယ်ပေါ့နော်အဲတော့အရင်ဆုံးကျွန်တော်တို့ဒါလေးကိုလုတ်ဖို့အတွက်ဆိုလို့ရှိရင်တက်ကလေးတွေနဲ့ဒီအောင်တစ်ချက်ယူလိုက်လို့ရတယ်ပြီးတော့ရင်ဒီဘက်ကတက်ဆိုတဲ့နေရာကိုဝင်ပြီးတော့မှသူ့ရဲ့ test လေးတွေကိုလုတ်ပြီးတော့လဲအဲကျွန်တော်တို့ဒါ꽌ရုံစုလို့ရတယ်ပေါ့နော်ပြီးတော့ရင်ဒီဘက်ကကျွန်တော်တို့ wallet ထဲကိုတစ်ချက်သွားကြည့်မယ် ယ်ဒီ wallet ထဲမှာဆိုရင်ကျွန်တော်တို့အရင်ဆုံးဒီ exchange ဆိုတဲ့ထဲကိုတစ်ချက်သွားကြည့်ရအောင်ဒီ exchange မှာတော့ကျွန်တော်တို့ဒီ uni coin ကနေပြီးတော့မှ USDT ပြောင်းရတာပေါ့เนาะအဲ့လိုဆွတ်ပြီးတော့မှပဲကျွန်တော်တို့ရတဲ့ USDT ကိုထုတ်ရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်မှရှိနေတာ14300ပဲရှိနေတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒါလေးကိုစမ်းတဲ့အနေနဲ့ဆွတ်လို့ရမလားတစ်ချက်ကြည့်ကြည့်မယ်ပေါ့เนาะ အဲ့ဒါပြီးသွားလို့ရှင်ကျွန်တော်မှရှိတဲ့ coin ကိုအကုန်လုံးလုံးမဆိုရင်ဒီအောက်မှာကျွန်တော်0.143တော့ရမယ်လို့ပြရတယ်ဗောနော်ကျွန်တော် confirm လုပ်ကြည့်မယ်အဲ့ခါမှာဒီမှာသူက UTC 33ပြေးမှာ UC 33ပြေးမှာပဲရမယ်လို့ပြောရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒါ33ပြေးဖို့အတွက်ဆိုရင်တနည်းကိုကျွန်တော်တို့တပေါင်းနဲ့နေရာရတယ်ဆိုလို့ရှင်တော့10ရက်လောက်လောက်ရမယ်ဗောနော်အဲ့ဒီမှာမှာကျွန်တော်တို့ဒီဘက်က withdraw process လေးကိုတစ်ချက်သွားကြည့်ရအောင် withdraw process မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တခုလောက်အောင်မှာရှိရပါတော့အဲ့ဒါကတော့ကျွန်တော်တို့ Google Authenticator နဲ့ချိန်ရမှာဖြစ်ပါတယ်သူက security buy ကိုမြင်ထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် Google Authenticator ကိုယ်ထဲမှာမရှိသေးဘူးဆိုရင်ကျွန်တော်တို့ Play Store ကနေတော့ download လိုက်ပေါ့နော်ကျွန်တော်ကတော့ရှိပြီးသားဆိုတော့ဒီ link ဆိုတဲ့နေရာလေးကိုနေပြီးတော့မှဆက်သွားလိုက်ပါမယ်။ link နဲ့ဝင်သွားပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ copy ယူရမယ် key လေးရှိတယ်ဗောနော် Google Authenticator ထဲမှာသွားထည့်ရမယ် key လေးကိုဒီနေရာကနေကျွန်တော်တို့ copy ယူပါဘယ်လိုကိုမှအဲ့ဒီရဲ့ Authenticator မရှိသေးဘူးဆိုရင် download ဆိုတဲ့နေရာလေးကနေပြီးတော့မှထောင်းလို့ရတယ်ဗောနော်အဲ့ဒီရဲ့ application ကိုအဲ့တော့ကျွန်တော်ကဒီနားလေးရ key ကို copy ယူပြီးတော့မှသွားလိုက်ပါမယ် app ထဲကိုဝင်တဲ့အခါမှာတော့ security ဘိုင်းအရာဒီလိုမျိုးလေးကျွန်တော်မိတ်သွားတယ်ပေါ့နော်အရောက်မိတ်သွားတယ်ဒါပေမဲ့ဒီအောက်နားလေးမှာ plus ဆိုတဲ့ဟာလေးတွေ့ပါမယ်အဲ့ plus ဆိုတဲ့နားလေးကိုတစ်ချက်နေရလို့ရှိရင်ဒီကမှ step key ဆိုတဲ့ဟာလေးရှိမယ်အဲ့ဒီတစ်ခုကိုထပ်ရွေးပြီးလိုက်ပေါ့နော် ပြီးတော့ရင်တော့ကျွန်တော်တို့ကုတ်ထဲဖို့အတွက်ခုလိုမျိုး box လေးကြာလာမယ်ပေါ့နော်ကုတ်ထဲရမယ့် box လေးကြာလာရင်အပေါ်မှာကျွန်တော် unicorn လို့ရေးလိုက်မယ်ပေါ့နော်မမီအောင်လို့ဘယ်ရဲ့ key ဆိုတာမမီအောင်ပေါ့နော်ပြီးတော့ရင်အောက်ကခုန copy ယူထားတဲ့ key လေးကိုယူလိုက်မယ်ပြီးတော့ရင် s ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်ရပြီပေါ့နော် အဲ့ဒီအချိန်မှာကျွန်တော်တို့ authentic guitar ထဲမှာမြင်နေရမှာကအဲ့ဒီရဲ့နာမည်နဲ့ညာဘက်မှာသူစက္ကန့်လေးပြေးနေရပေါ့နော်ကျွန်တော်တို့အဲ့အတော်အတွင်းမှာဒီ cycle လေးမပြည့်သွားခင်မှာကျွန်တော်တို့ဒီကုတ်ကို copy နှိပ်လိုက်ပြီးတော့မှဒီအောက်ဆုံးက verify ဆို key ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ထည့်ပြီးတော့မှလောက်လိုက်လို့ရှိရင်ဒါအဆင်ပြေသွားပြီပေါ့နော် link ချိန်တာပြီးသွားပါပြီ ပြီးတော့နော်ကျွန်တော်တို့ဘလောက်ဆိုရင် withdraw လုပ်လို့ရအောင်လဲဆိုတော့တစ်ချက်လေးကြည့်မယ်ပေါ့နော်အဲ့ဆိုရင်ဒီအောက်ဆုံးမှာသူပြထားတယ်အရင်ကတော့သူက1 USDT ဆိုထုတ်လို့ရတယ်ပေါ့နော်အခုကတော့ကျွန်တော်တို့လုပ်တဲ့လူများလာလို့ထင်တယ်2 USDT ပြင်ထုတ်လို့ရမယ်ဆိုတော့ကျွန်တော်တို့တနေ့ကိုအဲ1000လုံးနဲ့ရမယ်ဆိုပြီး10ရက်ဆိုသသိန်းပေါ့နော် UC သသိန်းရမယ်ဆိုတော့ကျွန်တော်တို့ရက်20တောင် run ပြီးလို့ရှိရင်2ဒေါ်လာလောက်ထုတ်လို့ရမယ်အနေထားမှာရှိပါတယ်အဲ့လိုထုတ်တဲ့ခါမှာလည်းဒီအောက်ကကျွန်တော်တို့ဒီကုတ်၆လုံးထည့်ထည့်ပြီးပြီးတော့မှထုတ်ရမယ်ပေါ့နော်ကျွန်တော်ထုတ်တဲ့ process ကိုလည်းအဲကျွန်တော်တကယ်ထုတ်ရတဲ့ခါကြလို့ရှိရင် ဗီဒီယိုပြန်တင်ပေးပါမယ်။ဒါဆိုရင်အားလုံးပဲစင်ပြေကြပါစေ။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာ။